အားလုံးဝမင်္ဂလာပါရှင်ဆရာမတော့အကြမ်းမြင်ဆရာမလေးအောက်မူဖြစ်ပါရဲ့ရှင်ဒီနေ့ကဘာလာပြောပြတယ်လဲဆိုဆယ်လပိုင်းထဲမှာကြုံတွေ့ရမယ့်အရာလေးတွေအခက်အခဲလေးတွေနဲ့အာလက်ပွင့်ကံပွင့်စီမဲ့အရာတရာလေးတွေကိုရောလာထည့်ပြီးပြောပြပါတယ်အဲ့တော့ဘာနေနာသားလေးတွေကိုလာရောက်ပြီးဟောစရမ်းတင်ပေးလဲဆိုရင်ဗုဒ္ဓဟူရာဟုသာသမီတွေအတွက်ကိုဆရာမဆယ်လပိုင်းစာအတွက်ကိုလာရောက်ပြီးဟောစရမ်းတင်ပေးတာဖြစ်ပါတယ်ရှင်အဲ့တော့ဗုဒ္ဓဟူသာသမီရာဟုသာသမီတွေအတွက်နဲ့ပတ်သက်ပြီးပေါ့နော်ဘာကြောင့် စိတ်ညစ်နေတယ်မလားဘာကြောင့်ဆိုတော့မသိဘူးငွေကြီးကြီးနဲ့ပတ်သက်ပြီးအဆိတ်မပြည့်မှုတွေအရန်များနေတယ်မဟုတ်လားစိတ်တွေအရန်ပင်ပန်းနေတော့တွေ့ရတယ်ရှင်။နော်ငွေကြီးကြီးနဲ့ပတ်သက်ပြီးကအဆောက်ကိုမလောက်တာပဲသူများအတွက်အမခံထားတဲ့ အဲ့ဒီရှင်တို့ထားတတ်တဲ့စိတ်သူများအတွက်သူများအတွက်ဆိုတဲ့အရာတွေဒုက္ခလှလှပြီးပေးသွားတာကိုကျွန်မကတွေ့တယ်ရှင်เนาะအဲ့တော့အဲ့ဒီအရာတွေအလုံးကိုဖျက်ကျော်ပြီးတော့ကန့်ကောင်းခြင်းများစွာကိုရယူခြင်းနေတယ်မလားအာငွေကန့်ကောင်းခြင်းနဲ့လုပ်ငန်းကိန်းကန့်ကန့်လေးတွေအရန်ကောင်းခြင်းနဲ့အထက်မှာဖြစ်နေတယ်မလားအဲ့ဒါလေးဆိုရင်เนาะဆရာမပြောတဲ့ရရလေးကိုသာအစီရင်လုပ်သွားပေးပါရှင်ပြီးလို့ရှိရင်ဆရာမပြောတဲ့ အာစိတ်နေစိတ်ထားလေးနဲ့ရှင်တို့နေသွားမယ်ဟေးဆိုရင်တော့ဆယ်လပိုင်းစာတလလုံးကကောင်းချင်းလေးတွေရလာမယ်လို့ဆရာမကပြောပါတယ်ရှင်เนาะအဲ့လိုမျိုးလေးတွေတွေ့ပါတယ်အဲ့တော့ဗုဒ္ဓဘုရားဟူသားသမီးတွေကလည်းအခုချိန်မှာဘယ်လိုမျိုးကြားရောက်နေသလဲဟေးဆိုရင်တဘွားသူကြောင့်လည်းစိတ်ညစ်ရမယ်တဘွားသူပေးတဲ့ဒုက္ခကိုလှလှပြီးတွေ့နေရတတ်တယ်သူများအဖို့ကိုယ့်အဖို့သူများကိစ္စကိုယ့်ကိစ္စနော်သူများမိသားစုရေးနဲ့ပတ်သက်ပြီးဝင်ပါမိတဲ့အတွက်ကိုကစကားတွေနဲ့အများကြီးပြောနေရတဲ့အချိန်မျိုးဖြစ်တယ်သူများကိုတနာလို့အာမ ခံပေးလိုက်တဲ့ဝင်ရေးကြေးလေးတွေနဲ့ပတ်သက်ပြီးစိုက်ရော်နေရတတ်တဲ့ပြောမယ်ဟဲ့ဆိုရင်ပေါ့နော်ဗုဒ္ဓဘုရားသမီးတွေကတဲ့ပြောလိုက်ဆ iam မရဲ့ comment အောက်မှာအများကြီးလာမှတ်တာလေဆ iam မရေးတဲ့သမီးတို့ကအဆင်မပြေဗုဒ္ဓဘုရားသမီးဆိုတာဘယ်တော့ခါမှစင်ပြေမလဲဘာကြောင့်ဗုဒ္ဓဘုရားသမီးတွေကဒုက္ခတွေနဲ့အများကြီးကြုံရတာလဲဒီလိုမျိုးတွေဗုဒ္ဓဘုရားဖြစ်ရတာအယံကန်ညတ်တယ်ပေါ့အယံကိုအာဘယ်လိုပြောမလဲစိတ်ညစ်တယ်ဆိုတဲ့အနိဋ္ဌမျိုးလေးတွေလာပြောထားတာတွေ့တယ်အဲ့တော့ကျမပြောချင်တာကဗုဒ္ဓဘုရားသမီးတွေလုံးဝ ကိုယ်အတွက်နဲ့ဒုက္ခရောက်သွားတယ်ဆိုတာမရှိဘူးเนาะကိုယ့်ရဲ့စိတ်ကြောင့်ဒုက္ခရောက်သွားတယ်ဟဲ့ဆိုတာပဲရှိတယ်เนาะအဲ့လိုမျိုးသူများအတွက်ပေးဆက်တာသူများကိုကိုယ့်ကိုယ်ထက်ချစ်တတ်တာเนาะသူများကိုကိုယ့်အကိုကိုယ့်ထက်ကောင်းစားစေခြင်းနဲ့စိတ်ကြောင့်ဒုက္ခရောက်တာပါရှင် နော်အဲ့တော့သူတို့ကအဲ့ဒါတွေကိုကိုယ့်ရဲ့စိတ်ကသူများကိုပိတ်ဆက်တာသူများကိုတနာတတ်တာသူများကိုငဲ့ညာတတ်တာဒုက္ခရောက်နေပြီဆိုငါမလုပ်ပေးနိုင်သူများစီကယူပြီးပေးမယ်အဲ့လိုမျိုးခေါင်းကောင်းကောင်းနဲ့အာမခံတတ်တဲ့အတွက်ကြောင့်မလို့ရှင်တို့ကအောက်နောက်ပေါက်လို့မတတ်ခံစားရတာစိတ်ညစ်ရတာနော်အဲ့လိုမျိုးအဲ့တော့ကိုကိုကိုမကြည့်ပဲကိုကိုကိုမတနာပဲနဲ့သူများကိုတနာတာကိုနော်အဲ့လိုမျိုးတွေကြောင့်ကိုကိုကိုအတွက်ကို အတွက်ဒုက္ခရောက်တယ်ကိုယ့်အတွက်စိတ်မပြေမှုတွေများတယ်ဆိုတာမရှိဘူးနော်သူများအတွက်သူများပေးတဲ့ဒုက္ခမနာလိုသူတွေများတယ်ကိုကဘာကြောက်လဲကိုယ့်ရဲ့ရှင်တဲ့အသေးတဲ့ကအရာတွေကိုအန်ချပြထားလိုက်လို့နော်အဲ့တော့ကိုယ့်ရဲ့အားနေချက်တွေပတ်ဝန်းကျင်တွေကတိပြီးတော့ ကိုယ့်ကိုလာပြီးနင်းချတာပါများတယ်ပြောမယ်ဟဲ့ဆိုပြောဒီဘုတ်တော်ကသာရဟုသာသမီးတွေကတဲ့ဘယ်နေရာနေနေသူများအတိုက်ခိုက်များတယ်မနာလို့သူတွေပေါများတယ်နောက်ပြီးတော့သူတို့ကိုနိုင်ကလည်းဝူဝါဝါစန့်တတ်တယ်ဘယ်လိုပြောမလဲဒေါသထွက်လွယ်တယ်စိတ်ပြေလွယ်တယ်အဲ့လိုမျိုးဘယ်အရာအောင်မဆိုသူတို့ကကောင်းအေးအေးထားပြီးမစင်စားတတ်တာလောလောဆုံးဖြတ်တတ်တာရဲ့ငွေရေးကြေးနဲ့ပတ်သက်ပြီးသူတို့ကလူလူချင်းသာအတိတ်ကငွေရေးကြေးနဲ့ပတ်သက်ပြီးတော့အတိတ်ကမဟုတ်ဘူးဆိုပြီးတော့ငွေရေးကြေးလက်ခွာတတ်တာရဲ့ အဲ့လိုမျိုးပြီးလို့ရှိရင်ပေါ့နော်သူတို့တွေကအာလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါနေတတ်တယ်အချစ်ရင်နဲ့ပတ်တိုက်လက်အစိုးဆောင်တိကိုသူတို့ကအစွဲလန်းကြီးတာပြီးလို့ရှိရင်မိသားစုပေါ်မှာဟိဆုရင်လည်းပဲသူတို့ကနှွေးထွေးကျင်တာယူရမှုတွေအယမ်းလိုကျင်တတ်တာမိသားစုကိုဟိဆုရင်လည်းပဲအကောင်းဆုံးအနေထားတိသူတို့ကဖန်တီးပေးကျင်တတ်တဲ့စိတ်ကလေးရှိတယ်နော်အဲ့တော့ပြောမယ်ဟိဆိုရင်ဒီ ကိုရှောက်ခတ်တဲ့တလန်းလုံးမှာသူများအတွက်သူများအတွက်သူများအတွက်ပဲဟိတ်ဆိုတော့ရှင်တို့ကမြုပ်ပြီပေါ့ကိုရဲ့ဘဝတွေကမြုပ်ပြီအဲ့ဒီမြုပ်တဲ့အရာတွေကိုတို့ကပါလဲအမ်ငါတို့ကပေါ့နော်ဝတ်ကြွေကံမကောင်းလို့ဝတ်ကြွေရှိလို့ပေးရတာဆိုတဲ့စိတ်မျိုးတို့ကထားတာတကယ်ကကြတော့ဝတ်ကြွေဖို့စိတ်ကောင်းလို့ဒုက္ခရောက်တာပါရှင်เนาะအဲ့တော့ ဘယ်လိုပြောမှန်းလဲဆိုရင်ဗုဒ္ဓရာဟုသားသမီးတွေဘေးကကြီးလိုက်ရင်တို့ကပုပယ်တော့ကမရှိဘူးမျောလင်းချက်ရိမှန်းချက်မရှိဘူးကြီးလိုက်ရင်အမြဲတမ်းလန်းဆန်းတက်ကြွနေတာပဲเนาะတို့မှာအဆအဆအရာပုပယ်တော့ကမရှိသလိုမျောလင်းချက်ရိမှန်းချက်မရှိသလိုပဲပြီးလို့ရှိရင်ရည်စားများတယ်ပြောင်းလဲမှုတွေမြန်ဆန်တယ်အဲ့လိုမျိုးတွေဆွတ်ဆွဲမှုတွေရှင်တို့ခံနေရတယ်မလားအဲ့ဒါကကြတော့ဘာကြောက်လဲဟေးဆိုရင်ကိုယ်ပေါ်မှာတစ္ဆာမရှိတဲ့လူတွေအကြောင်းပြောခံရတာ နော်ကို့ချစ်တယ်လို့သူတို့ကမချစ်ဘူးကို့သူတို့ပေါ်မှာအနစ်နာခံတယ်လို့ကို့ကိုနစ်နာမခံဘူးကို့ကိုကြောရအောင်ကြံသွားတယ်ဆိုတဲ့လူတွေနဲ့ပဲများတယ်အချစ်ရင်နဲ့ပတ်တိုင်ကို့ချစ်တယ်လို့ဘယ်သူမှကို့ကိုမချစ်ဘူးကို့လိုအပ်တဲ့မေတ္တာတရားတစ္ဆာတွေမှာစိတ်မှန်တဲ့ချစ်ချင်းမေတ္တာတရားစိတ်မှန်တဲ့ဖော်မွန်ကောင်းကိုလိုချင်တယ်တငယ်ချင်းကောင်းပေါင်းတင်ကောင်းကိုလိုချင်တယ်သေချာစဉ်းစားကြည့်ပါ နော်ယနေ့အချိန်ထိတွေးခဲ့သလားကိုကြီးပဲပိတ်ဆက်ခဲ့တာ ကိုကြီးပဲအကုန်လုံးကိုနင့်နာခံခဲ့တာဒါကြောင့်မလို့ရှင်တို့က10လပိုင်းမှမဟုတ်ဘူး9လပိုင်းမှမဟုတ်ဘူးဘယ်လပဲဖြစ်ဒီလိုစိတ်မျိုးတိုင်းအစိမ့်မပြေမှုတွေကများပါပဲရှင်အဲ့တော့10လပိုင်းတည်းပြောင်းလဲ ချိန်တန့်ပြီလို့ဆရာမကမြင်တာပေါ့เนาะအဲ့တော့ဆယ်လပိုင်းတည်းမှာပို့ပို့ကိုချစ်တက်ပါလုပ်ငန်းကံကံကိုကိုကပြက်ပြက်တတ်တတ်ဆုံးဖြတ်ပြီးပြောင်းရွှေ့သိမ့်တဲ့နေရာကိုပြောင်းရွှေ့သွားမယ်လုပ်သိမ့်တဲ့နေရာကိုလုပ်သွားမယ်ကိုရဲ့စီးပွားရေးနဲ့ပတ်သက်ပြီးနံပါတ်1နေရာမှာထားရမယ်အဲ့ဒီစီးပွားရေးကိုတစိမ့်မမတ်နဲ့ကိုကလုပ်သွားမှာဖြစ်ပါလေပြောမယ်လေဆိုကိုကိုကိုဦးစားပေးပြီးလုပ်သွားမယ်လေဆိုမအောင်မြင်တာမရှိဘူးအဆင်မပြေတာမရှိဘူးရှင်။ဘာကြောင့်လဲပုဒ်တော်ကိုရောက်ဖို့တာတုံးနဲ့အဖို့ပေါင်းသိမ့်ငတ်တာ အဲ့လိုအဲ့တော့ကိုဒီနေအောင်ပြောင်းမယ်လို့ဆိုကိုတယောက်တည်းအဆင်ပြေဖို့မလို့တို့တွေပါအဆင်ပြေစေရမယ်တို့တွေပါခေါ်သွားမယ်ဆိုတဲ့အဖို့ပေါင်းမတ်တက်တဲ့အနေထားမျိုးကြောင့်အဆင်မပြေမှုတွေများတဲ့အထက်မှာပါတယ်အဲ့တော့လုပ်ငန်းငယ်ငယ်အဆင်မပြေတာတွေကဒီဆယ်လပိုင်းထဲမှာစင်ပြေသွားလိုက်မယ်ဆရာမပြောတဲ့စိတ်နေစိတ်ထားမျိုးတွေတော့ထားပါအဆင်ပြေသွားလိုက်မယ်အထူးသဖြင့်အိမ်တော်ကြီးအချစ်ကြီးနဲ့ပတ်သက်ပြီးကိုကပဲစိတ်ညစ်နေရတတ်တယ်ကိုကပဲပူပင်နေရတတ်တယ်အချစ်ကြီးနဲ့ပတ်သက်ပြီးဟိတ်ဆိုရင်လည်းပဲ ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်လို့မရဘူးဒီလူကိုငါလက်လွတ်ချလိုက်ရမလားမဟုတ်ပဲနဲ့ပဲဒီလူမျိုးနာကျင်မှုတွေနဲ့ပဲငါအဆုတ်ကင်ထားရမလားသူတနည်းများပြန်ပြီးတော့ပြောင်းလဲနေပြောင်းလဲလာလိုက်မလားလို့ညှော်လင်းချက်နဲ့ဆွဲထားတဲ့အရာတွေယတိပြန်ဖြတ်ချလိုက်ပါရှင်။ဘာကြောင့်လဲဆိုကိုယ့်အတွက် ကောင်းတဲ့အရာကိုမရောက်ဘူး မကောင်းတဲ့နေရာဝဲဆွဲချနေတဲ့ချစ်ချင်းမေတ္တာမျိုးတွေကိုအများသုံးအပြစ်ရာဟုသာသမီဘုဒ္ဓဟူသာသမီတွေကကြုံတွေ့နေရတယ်အထူးသဖြင့်ရာဟုသာသမီတွေကစိတ်တဘောထားနဲ့ပတ်သက်ပြီးနည်းနည်းလေးပြင်းထန်တတ်တယ်တဆွတ်တို့တဆွတ်ကန်ဆန့်တတ်တယ် ဘယ်လိုပြောမလဲဟဲ့ဆိုရင်ပြတ်သားပြီဟဲ့ဆိုရင်သူများနဲ့မတူအောင်ပြတ်သားတတ်တယ်ကောင်းပြီဟဲ့ဆိုရင်လည်းသူများထက်သူများနဲ့မတူအောင်ကောင်းတတ်တယ်အဲ့လိုမျိုးတွေကြောင့်ယာဟုကိုနည်းနည်းလေးသတိပေးရမယ်ယာဟုသားသမီးတွေဒီ6လပိုင်းကနေ10လပိုင်းထဲအဝင်ဆိုတဲ့အနေထားလေးမှာသွေးထွက်တိုင်းကိုဖြစ်တတ်တယ်ငွေရေးကြေးနဲ့ပတ်သက်ပြီးအခက်ခဲကြုံတတ်တယ်သူများအတိုက်ခိုက်ပြီးကြုံသွားတတ်တယ်အဲ့ဒါလေးသတိထားရမယ်ပြီးလို့ရှိရင်10လပိုင်းထဲမှာလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးလုပ်ငန်းကံအားအရန်ကောင်းနေပါတယ်ငွေအားအရန်ကောင်းနေပါတယ်เนาะကျမ်းမှာ ာရေးအားနည်းနည်းညံ့နေပါတယ်လူမှုရေးကညံ့နေပါတယ်မနာလို့သူတွေပေါ်များနေတတ်ပါတယ်ငွေနဲ့ပတ်သက်ပြီးငွေကတော့ဝင်ပါတယ်ဒါပေမဲ့တိတိချာချာစုဆောင်ဖို့လိုနေပါတယ်ဘာကြောင့်လဲဆိုရင်ငွေရင်းကျင်းနဲ့ပတ်သက်ပြီးပေးစရာရှိတာလည်းမပေးရ၊ရစရာရှိတာလည်းမရ။เนาะကိုသူမြောက်အာမခံပေးလိုက်တဲ့အတွက်ကိုကနာမည်ပြက်မလို့လို့ဖြစ်နေတဲ့အနေအထားမျိုးလေးတွေကိုရောက်နေပါတယ်။အဲ့တော့အဲ့ဒီအရာတွေကို ဘယ်လိုပြောမလဲဖြတ်ကျော်ခြင်းနဲ့ကိုယ့်ရဲ့စိတ်သောကတွေစိတ်ဒဏ်ရာတွေအရန်များနေတာကိုတွေ့ရပါတယ်စိတ်နဲ့ပတ်သက်ပြီးစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးညံ့နေတာကိုတွေ့ရတယ်ပေါ့နော်။ဘာကြောင့်ညံ့လဲတကယ်စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးမညံ့ဘူးကိုကိုနိုင်ကစိတ်ထောင်းလို့ကိုကြည့်နေတာ။အဲ့လိုအနေထားမျိုးတွေကိုရောက်နေတယ်။အဲ့တော့ဒီနေ့ထဲမှာလေဆယ်လပိုင်းထဲမှာဟိတ်ဆိုလို့ရှိရင်ရောင်ဥသာသမီဘုလိုဥသာသမီတွေတန်ဖိုးကြီးမဲ့ပစ္စည်းလေးတွေဝယ်ဖို့ရှိတယ်။နော်ကောင်းတယ်ဝယ်တာဝယ် လောက်တာလောက်အဆင်ပြေတယ်နိုင်ငံရဲ့ချောင်းသွတ်ဖတ်မဲ့သားသမီးတွေဟိတ်ဆိုရင်လည်းပဲအရန်ကိုကောင်းပါလေဘုတ်တို့ကူရောက်မှုသားသမီးတွေကဒီဆယ်လပိုင်းတည်းမှာအဖြက်ကတော့အများကြီးဝင်မယ်ဒါပေမဲ့ဆယ်လပိုင်းကုတ်ကလေးဆိုတာနဲ့နိုင်ငံရဲ့ချောင်းသွားမဲ့သားသမီးတွေကဆာအဆင်ပြေဖို့ရှိပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးညက်တယ်ဒါပေမဲ့ညက်တဲ့အကြောင်းရင်းပါကြောင့်စိတ်ထောင်းကိုကြည်လို့ဆရာမပြောထားပြီးပြီနော်အဲ့လိုမျိုးလေးတွေကြောက်ပါအဲ့တော့ဖောင်တင်နေတဲ့အာကိုရဲ့ကိုပိုင်စီးပွားရေးတွေနဲ့ပတ်သက်ပြီးဥတီ ကြက်ထားချင်နေတယ်လှုပ်ချင်နေတယ်ဒါပေမဲ့လှုပ်ရင်ကောင်းလားမလှုပ်ရင်ကောင်းလားအဲ့လိုတွေ့ဝေစိတ်တွေစိတ်တွေအယမ်းများနေတာပြောမယ်ဟဲ့ဆိုစိတ်ကူးနေပဲအလုံးလုံးနေတဲ့ချိန်မျိုးဖြစ်နေတယ်ဘာတခုမှကိုကမလှုပ်ချရသေးဘူးတဲ့အဲ့လိုမျိုးတွေဖြစ်နေတယ်ပေါ့အဲ့တော့အဲ့ဒီအရာတွေအကုန်လုံးကိုကြော်လွှားသွားချင်တယ်ဆရာမရေးဆိုရင်တော့ဖယောင်းနိုင်ကောင်းချောင်းမွေးတိုင်ငါးချောင်းဖယားတောက်တော်ရေးငါးခွက်ကိုဖယောင်းမှာကတ်လို့ပဲပြီးလို့ရှိရင်လက်ဖတ်ဆုံး လက်ဖတ်ဆုံးဆိုတာလက်ဖတ်နဲ့နေတဲ့ဆုံးကိုဖယားမှာကတ်လူပူဇော်ပေးမယ်အဲ့တော့ဗုဒ္ဓဝိရောင်မှုမနဲ့ပိုင်းကိုလုပ်မယ်ရှင်တကယ်လို့မိသားစုအစီရင်လုပ်ခိုင်းမယ်ရာထရာခြေခိုင်းမယ်ဆိုမိသားစုကိုစားပြုလို့လုပ်ခိုင်းလို့ရပါတယ်ပြီးလို့ရှိရင်ဗုဒ္ဓဝိရောင်မှုသာသမီတွေအတွက်နဲ့ပတ်သက်ပြီးလုံးဝသူ့ရဲ့နေနိုင်တဲ့အစီရင်ပေးထားတဲ့အဆောင်လေးတွေရှိပါတယ်လိုချင်တဲ့ဆိုရင်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ထိုင်းနိုင်ငံတိုင်းနိုင်ငံပဲပို့ပါတယ်ရှင်အဲ့တော့ကံကောင်းခြင်းများစွာကိုရယူပိုင်ဆိုင်နိုင်ပြီးတော့ အာကာကောင်းချင်းမြောက်စွာကိုရယူပိုင်ဆိုင်နိုင်တော့လက်တစုံဖြစ်ကြပါစေလို့ဆရာမဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်။